မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ15ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကလက်နက်ကိုင်တောင်းဆိုမှုများကိုလိုက်ရောဖြေရှင်းပေးရမှရှိပဲစစ်ကောင်စီကနိုင်ငံတော်ဝန်မှနှိမ်နင်းရေးများကိုဆက်လက်လှုံ့ဆော်သွားမှာဖြစ်ကြောင်းကြေညာလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မှာကြာရောက်တဲ့ NCA တနိုင်ငံလုံးအပြစ်ခတ်ရစဲရေးစာချုပ်ကိုနှစ်ပြည့်နှစ်ပတ်လည်အတွက်အထိမ့်အမှတ်ဖြစ်နေ၎င်းကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာ NCA လက်မှတ်ရေးထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်များကဂရီကိုဝစ်ကိုဖောက်ဖျက်ပြီးတော့ NUG CRPH တို့ကိုထောက်ခံအားပေးပြီး ် PDF များကိုထောက်ပံ့မှုမျိုးစုံပေးနေတယ်လို့သိရပါတယ်။ MNDAA, TNLA နဲ့ AA တို့ရဲ့လုံဆောင်ချက်များကြောင့်အခြေအနေများဟာပုံမဆိုးဝါးလာနေကြောင်းပြောဆိုထားပါတယ်။တိုင်းသာလက်နက်ကိုင်များကပါတီစုံဒီမိုကရေစီလမ်းကြောင်းနဲ့ပြည်ထောင်စုကိုအတူတကွတိဆောက်ရေးထက်တတိယတခြားရက်ဒီလိုတဲ့စိတ်ကိုယ်သာရှေးတန်းတင်လာကြကြောင်းပြောဆိုထားပါတယ်စစ်တပ်အနေနဲ့အကြမ်းဖက်တောင်းကျမ်းသူများကိုနှိမ့်နှင်းရေးအတွက်လုတ်တဲ့လုတ်ထိုက်တာများကိုထပ်မံဆောင်ရွက်သွားမှာဖြစ်ကြောင်းအကြမ်းဖက်မင်းအောင်လှိုင်ကပြောဆိုသွားပါတယ် လက်နက်ကင်တိုက်ခိုက်မှုများဟာနိုင်ငံရေးကိုအကြောင်းပြပြီးတော့လက်နက်ကင်အကြမ်းဖက်လုပ်ရတွေကိုလုံဆောင်နေကြခြင်းသာဖြစ်ပါတယ်။သူတို့အနေနဲ့ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှာရှောက်လန်းပြီးတော့ပြည်ထောင်စုကြီးကိုအတူတကွတိဆောက်ဖို့ထက်တတိတခြားရက်တီလိုတဲ့စိတ်ကိုယ်သာရှေ့တန်းတင်လာကြတာကိုတွေ့ရပါတယ်။ကျွန်တော်အနေနဲ့လက်နက်ကင်အကြမ်းဖက်တောင်းဆိုမှုများအပေါ်လိုက်ရော့ဖြေရှင်းပေးသွားမှာမဟုတ်ဘူးဆိုတာကိုပြောကြားလိုပါတယ်လို့အကြမ်းဖက်မင်းအောင်လိုင်ကပြောဆိုသွားပါတယ်။ဆက်လက်ပြီးတော့တမတော်အနေနဲ့အကြမ်းဖက်တောင်းကြမ်းသူတွေကိုနှိမ်နှင်းဖို့လိုအပ်တယ်။ လုံဆောင်တဲ့လုံဆောင်ထိုက်တာတွေကိုထပ်မံဆောင်ရွက်သွားမှာဖြစ်တာကြောင့်ပြည်သူများအနေနဲ့အကြမ်းဖက်သမားတွေရဲ့အတုံးချမှုမခံရအောင်တရီပြုကြဖို့ကိုလည်းကျွန်တော်အနေနဲ့ထပ်မံအသိပေးပြောကြားလိုပါတယ်လို့မင်းအွန်လိုင်းကပြောဆိုသွားပါတယ်မြန်မာပြည်သူလူထုဟာပြီးခဲ့တဲ့ဒီမိုကရေစီအစိုးရအုပ်ချုပ်စဉ်ကာလမှာဒီမိုကရေစီရင်ကျင်းမှုနဲ့အနှစ်သာရကိုအလံဝင်းနေစေဖြစ်တာကိုတွေ့ရကြောင်းပြောဆိုသွားပါတယ်မြန်မာနိုင်ငံရဲ့ဒုတိယအကြိမ်မြောက်ဒီမိုကရေစီအစိုးရ NLD အစိုးရတက်တန်းမှာတိုင်းတစ်ပါးအပေါ်ယုံကြည်ကိုးစားမှုလွန်ကဲတဲ့အတွက်တိုင်းပြည်ဘန္တာဆုံးရှုံးပြီး ပြည်တွင်းရေးလျှို့ဝှက်ချက်များအလွယ်တကူပေါက်ကြားခဲ့ကြောင်းအကြံဖတ်မင်းအောင်လှိုင်ကပြောဆိုလိုက်ပါတယ်။ပြီးခဲ့တဲ့ကျွန်တော်တို့မြန်မာနိုင်ငံဒီမိုကရေစီအစိုးရအုပ်ချုပ်တဲ့ကာလများမှာပြည်သူလူထုအများစုဟာဒီမိုကရေစီအနှစ်သာရအပြင်ဒီမိုကရေစီရင်ကျင်းမှုများနဲ့အလန့်ဝင်းနေစေဖြစ်တာကိုတွေ့ခဲ့ရပါတယ်။မြန်မာနိုင်ငံရဲ့ဒုတိယအခြေမြောက်ဒီမိုကရေစီအစိုးရတက်တန်းကာလမှာတခါတုန်းကမြမသမိုင်းတွေကလိုတိုင်းတစ်ပါးသားအပေါ်ကိုယုံကြည်ကိုးစားမှုလွန်ကဲခြင်းတွေကြောင့်တိုင်းပြည်ဗန္ဓာရီဆုံးရှုံးခဲ့ရသလိုမဖြစ်မနေထိမ့်သိမ်းရမယ် ပြည်တွင်းရေးလျှို့ဝှက်ချက်များကိုလည်းအလွယ်တကူပေါက်ကြားစေခဲ့ပါတယ်နိုင်ငံတော်ရဲ့တာဝန်အရရက်ကိုဖမ်းဆောင်ခွင့်ရခဲ့ကြတဲ့အစိုးရအာဏာပိုင်တွေကအစဒီမိုကရေစီကျင့်စဉ်ကိုလွဲမှားစွာကျင့်သုံးခဲ့ကြပါတယ်လို့အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောဆိုလိုက်ပါတယ်ပြည်ပရောက်မြန်မာနိုင်ငံသားများကမြောက်ထိုးပတ်မိုးမှုများလုပ်ပြီးတော့နိုင်ငံကိုဖျက်ဆီးနေကြောင်းပြည်ပရောက်နိုင်ငံသားများဟာတစ္ဆာမဲ့အသိဉာဏ်နည်းသူများဖြစ်ကြောင်းအကြမ်းဖက်မင်းအောင်လှိုင်ကပြောဆိုလိုက်ပါတယ်ကိုယ်နိုင်ငံကိုတစ္ဆာမဲ့အသိဉာဏ်အားနည်းတဲ့ ကိုယ်နိုင်ငံသားများကသာပြည်ပကမြောက်ထိုးပံ့ပိုးမှုများနဲ့ဖြတ်စည်းနေခြင်းဖြစ်ပါတယ်လို့အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောဆိုသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံစခုံတိန်ရင်ဦးဆောင်တဲ့ကချင်အထုဒေသတက်ဌာနချုပ်တီရှိရာပန်ဝါမျိုးကိုအဓိကကာကွယ်ထားတဲ့အမတ်133 3နှစ်နေသားဆောင်တက်ဌာနချုပ်စခန်းနဲ့အတူတပ်စခန်းစုစုပေါင်း၄ခုကို KI ဦးဆောင်တဲ့တော်လိုင်းတပ်များက ထမှန်တိုက်ခိုက်သိမ့်ပတ်ရရှိသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ14ရက်နေ့နဲ့အော်တိုဘာလ15ရက်နေ့မွန်လွယ်12နာရီ40မိနစ်အချိန်မှာလူပြည်အမှတ်13332ပေးမစခန်းကြီးနဲ့ကာကင်းစခန်း3ခုစုစုပေါင်းတပ်စခန်း4ခုစလုံးကို KIA နဲ့ပူးပေါင်းအဖွဲ့များကအပိသက်ထမှန်ပြီးတော့သိမ့်ပတ်ရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။လက်တလောသတင်းများအရအမှတ်13332 BGF တပ်စခန်းက၄ပိုင်းတာဝန်ရှိသူတို့ တရုတ်ပြည်ဘက်ကိုထွက်ပြေးသွားပြီလို့သိရှိထားတော့လဲအတိအကျကိုတော့အတိပြုရန်ခက်ခဲနေတယ်လို့သိရပါတယ်လက်ရှိမှာနယ်မြေရှင်းလင်းရေးများဆက်လက်လှုပ်ဆောင်နေတယ်လို့သိရပါတယ်ပန်ဝါမြို့မှာစကုံတိန်ရဲ့ဦးဆောင်တဲ့စစ်တပ်လက်အောက်ခံပြည်သူ့စစ်ဌာနချုပ်နဲ့ကချင်အထုဒေသတဲ့ဌာနချုပ်တရှိရာနေရာအမှတ်133 32 BGF ဘယူဟာတပ်စခန်းဟာပန်ဝါမြို့ကိုကာကွယ်ထားတဲ့စခန်းဖြစ်ရာ စီရေးအရအလွန်အရေးပါတယ်လို့စီရေးသတင်းအကြီးမဲ့ကပြောဆိုထားပါတယ်။စကုံတရင်ထိမ့်ချုပ်ထားတဲ့ချီပွေမျိုးကိုစက်တဘာလ29ရက်နေ့မှာ၎င်းစောလော်မျိုးကိုစက်တဘာလ30ရက်နေ့မှာ၎င်း KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့အများကသိမ်းပိုက်ပြီးတဲ့နောက်ပန်ဝါမျိုးဘက်ကိုဥတီထိုးစစ်ဆင်လာနေခြင်းဖြစ်တယ်လို့သိရပါတယ်။ဦးစကုံတရင်ဦးဆောင်တဲ့ကချင်ပြည်နယ်အထုဒေသတက်မှာစောလော်မျိုးနယ်ချီပွေမျိုးနယ်ဝိုင်းမော်မျိုးနယ်နဲ့ကံပိုက်တီဒေသတို့ပါဝင်တယ်လို့သိရပါတယ်။ KIA ပူးပေါင်းတပ်များဟာအော်တိုဘားလ3ရက်နေ့မှာချီပွေပန်ဝါလမ်းမောင်းမှာရှိတယ်။ ်စက်တမိုင်း BGF စခန်းကို၎င်းအော်တိုဘားလ၄ရက်နေမှာ ပန်းဝါသွားတဲ့လမ်းပေါ်မှာရှိတဲ့လမ်းကျော်စိတ်ကောင်းစီတဲ့ယာယီစခန်းကို၎င်းတင်ပိုက်ခဲ့ပြီးတဲ့နောက်အမှတ်133နှစ်ဗျူဟာတရင်ဌာနချုပ်ကိုအော်တိုဘာလ14ရက်နေ့မှာတင်ပိုက်ရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်စိတ်ကောင်းစီဘတ်တော်သားဦးစကုံတရင်ဦးဆောင်တဲ့ကချင်အထုဒေသတစ်အတွင်းမှာရှိတဲ့စက်ဒုံစော့လော်ချီပွေမျိုးများကို KI ပူးပေါင်းတပ်ဖွဲ့များကတင်ပိုက်ထားတဲ့အပြင်လမ်းပန်းဆက်သွယ်ရေးလမ်းကြောင်းများအလုံးကိုလည်းဖိမ့်ချုပ်ထားတယ်လို့သိရပါတယ်အဲ့ဒီဒေသများဟာမြေရှားတပ်တုကိုအဓိကထုတ်လုပ်နေတဲ့ဒေသများအဖြစ်နဲ့လူတီများထင်ရှားကြောင်းတရင်ရ ရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဗကိုးတိုင်းတာယာဝတီမြို့နယ်မှာအကြမ်းဖက်စစ်တပ်ခန့်နာတဲ့ငါးရွာသားအုပ်ချုပ်ရေးမှုဝင်းစော်ဟာ 30မြို့ကိုအိမ်စည်းကားနဲ့အသွာလမ်းမှာပြစ်ခတ်ခံရပြီးတော့ရန်ကုန်ဆေးရုံကြီးမှာအတွင်းလူနာအဖြစ်နဲ့အရေးပေါ်ဆေးကုသမှုခံယူနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ14ရက်နေ့မနက်9:15မိနစ်ခန့်အချိန်မှာကာယော်ဒီမြို့နယ်စီပင်ကြီးရွာမှာနေထိုင်တဲ့ငါးရွာသားအုပ်ချုပ်ရေးမှုဝင်းစုံဟာ30မြို့ပေါ်ကို၎င်းရဲ့အိမ်စည်းကားနဲ့တွားရောက်တဲ့အချိန်30တောင်ကျိုးပန်းဆွဲလမ်းပိုင်းမှာတာယာဝတီဂလုံတပ်ဖွဲ့ကထော်လိုင်းရဲဘော်များကပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာငါးရွာသားအုပ်ချုပ်ရေးမှုဝင်းစော်ဟာပြင်းထန်တိုက်ရရ ရှိခဲ့ပြီးရန်ကုန်ဆေးရုံကြီးအရေးပေါ်ကိုပို့ဆောင်လိုက်ရကဆေးကုသမှုခံယူနေရတယ်လို့သိရပါတယ်။ဒါအပြင်ကားနောက်ခန်းမှာလိုက်ပါလာတဲ့၎င်းရဲ့တပည့်အဖြစ်သူပြူစောတိတင်တန်းစင်ဘိုးစိုးဆိုသူဟာလည်းဝမ်းပိုင်မှာကြည်စံထိမှန်တရားရရှိခဲ့တယ်လို့သိရပါတယ်။ဝင်းစော်ဟာစီပင်ကျေးရွာလက်ပံတုံးကျေးရွာချမ်းသာကုန်းကျေးရွာချီကြီးကွင်းကျေးရွာနဲ့ ဂျိုကုန်းကျေးရွာတို့ရဲ့အုပ်ချုပ်ရေးမှုဖြစ်ပြီးတော့ပြူစော်တီခေါင်းဆောင်တအုပ်လည်းဖြစ်တယ်လို့သိရပါတယ်။၎င်းဟာကျေးရွာပြည်သူစစ်များကိုလက်တက်မွေးထားပြီးလက်ပတန်းရေငန်တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်နဲ့အတူ၎င်းရဲ့ပြူစော်တီများပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။ကျေးရွာများအတွင်းမှာရှိတဲ့စစ်ဘေးရှောင်ပြည်သူများထားခဲ့တဲ့အိမ်တော်ပရိဘောဂများလေယာတုံးပစ္စည်းများကိုလူယူတဲဆောင်လာပြီးတော့ပြန်လည်ရောင်းချနေသူလည်းဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်ဝင်းစော်ဟာစစ်ဘေးရှောင်ရွာကရိတ်သိမ်းချွေလေးစက်ကြီးများကိုအကြမ်းဖက်စစ်တပ်နဲ့အတူ ယူဆောင်လာပြီးတော့30မျိုးအထက်ခရိုနီမျိုးကြီးရဲ့တိုလောင်ယုံမှာခိုးယူွက်ထားကြောင်းတာယာဝတီဂလုံတပ်ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်စစ်စင်ရေးကိုတာယာဝတီဂလုံတပ်ဖွဲ့ကပြုလုပ်ခဲ့ပြီးတော့စစ်ကောင်စီရဲ့ထောက်တိုင်များကိုဆက်လက်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်ကြောင်းအဲ့ဒီအုပ်ချုပ်ရေးမှူးဝန်ဆောင်ကို2022ခုနှစ်ဩဂတ်စ်လ9ရက်နေ့ကလည်းတာယာဝတီဂလုံတပ်ဖွဲ့ကပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့ရှက်တိဒိုင်ယာများသာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းလောင်လုံးမြို့နယ်အတွင်းစစ်ကြောင်းထုံးနေတဲ့အကြမ်းဖက်ဆက်တပ်နဲ့တော်လိုင်းတောက်ခွဲများနှိမ့်ရဆက်တိုက်တိုက်ပွဲဖြစ်ပွားခဲ့ရာစစ်ကောင်စီတပ်သား၁၀ဦးထက်မနည်းသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ၁၂ရက်နေ့ကစပြီးတော့လောင်လုံးမြို့နယ်အတွင်းစစ်ကြောင်းထုံးနေတဲ့အကြမ်းဖက်ဆက်တပ်ကမြို့နယ်အောက်ဘက်ပိုင်းကိုရောက်ရှိလာပြီးတော့တိုက်ပွဲများနေ့စဉ်ပြင်းထန်လျက်ရှိတယ်လို့သိရပါဗျ။အဲ့ဒီထိတွေ့တိုက်ပွဲများဟာအော်တိုဘားလ၁၃ရက်နေ့၁၄ရက်နေ့မှာပုံမပြင်းထန်လာပြီးတော့စစ်တပ်ကလက်နက်ကြီးနဲ့ drone အများအပြားအသုံးပြုပြီးတော့တိုက်ခိုက်လျက်ရှိတယ်လို့သိရပါဗျ။ တော်လိုင်းတပ်ဖွဲ့များနဲ့နှစ်ရက်ဆက်တိုက်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲများအတွင်းမှာစစ်ကောင်စီတပ်သား၁၀ဦးထက်မနည်းသေဆုံးခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင် အကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးရာလမ်းတစ်လျှောက်မှာရှိတဲ့ပြည်သူများကိုလည်းအကြမ်းဖက်ဖမ်းဆီးပြီးတော့လူသားတိုင်းအဖြစ်နဲ့အသုံးပြုကာ၎င်းတို့စခန်းချတဲ့ရေမော်ကြီးရွာနဲ့ကော်အီကြီးရွာတို့မှာဖမ်းဆီးထားတယ်လို့သိရပါတယ်။ တနေ့ကနဲ့မနေ့ကတော့တနေ့ကုန်ကိုတိုက်ပွဲတွေပြင်းထန်နေတယ်လောင်းလုံးမျိုးနဲ့အောက်ဘက်ပိုင်းကိုစစ်ကြောင်းထိုးလာတော့ထိတွေ့တိုက်ပွဲတွေပြင်းထန်နေတာပေါ့စစ်ခွေးတွေဘက်ကတိုက်ဆုံမှုတော်တော်များတယ်အ ਨੇ ဆုံးတော့စစ်ခွေး၁၀កောင်ထက်မနေ့တိုက်ဆုံတယ်ရေမော်ချင်းရွာနဲ့ကောအေးရွာမှာစစ်ခွေးတွေမနေ့ကညပိုင်းကတက်ချထားတယ်ပြည်သူတွေဖမ်းဆီးခံရတာတွေရှိတယ်သူတို့သွားတဲ့လမ်းပိုင်းတစ်လျှောက်မှာတိုက်ပွဲတွေဖြစ်နေတော့ဘဏ္ဍာဦးဖမ်းခံရလဲဆိုတာကိုတော့အတိမပြုတ်နိုင်သေးဘူးလို့လောင်းလုံးမျိုးနဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းဘိန်းမြို့မှာထိုင်းနိုင်ငံကိုတွားရောက်ရန်စူးစမ်းနေတဲ့လူငယ်အယောက်200နီးပါးကိုစစ်တပ်ကဖမ်းဆီးလိုက်ပြီးစစ်သားစုဆောင်ရေးကို ပို့ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်ဒေသကရခိုင်လူမျိုးများအပါအဝင်ချင်းမော်အမျိုးသားအမျိုးသမီး200နီးပါးတနင်္သာရီတိုင်းဒေသကြီးဘိမ့်မှာဖမ်းဆီးခံထားရပြီးတော့လူငယ်တချို့ကိုစစ်သားစုဆောင်ရေးတပ်နယ်မြေများကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။အဲ့ဒီလူငယ်အမျိုးသားအမျိုးသမီးများဟာနေရဒေသအသီးသီးကနေပြည်ပကိုတွားရောက်ချင်းဖြစ်ပြီးကားငါးစီးနဲ့ထွက်ခွာလာကြခြင်းဖြစ်ကဘိမ့်မျိုးကျွဲကူတရအလုံးမှာစစ်ကောင်စီတပ်ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရခြင်းဖြစ်ကြောင်းလွတ်လာသူတဦးကပြန်လည်ပြောပြခဲ့ပါတယ်။အသက်28နှစ်အရွယ်ပြန်လည်လွတ်မြောက်လာသူအမျိုးသမီးတဦးက ါကားငါးစီးနဲ့ထွက်လာကြတာပါအဲ့ဒီမှာဘိမ့်မျိုးကျွဲကူတရာအလုံးမှာဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်မြမတို့ရခိုင်လူမျိုး60လောက်ပါမယ်ချင်းမွန်ဒေတာကလူတွေအများပြပါတယ်အားလုံးစုစုပေါင်း180ကျော်လောက်ပါပါတယ်လို့ပြောဆိုခဲ့ပါတယ်အော်တိုဘာလ6ရက်နေ့ည9နာရီဝန်းကျင်လောက်မှာစစ်ကောင်စီတပ်သားနဲ့ရဲတပ်ဖွဲ့ဝင်များကစုပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးတော့ဆက်ရှင်နဲ့နဲ့အထက်လူငယ်အများပြကိုစစ်ကောင်စီတပ်စခန်းများကိုခေါ်ဆောင်သွားခြင်းဖြစ်တယ်လို့သိရပါတယ်ဖမ်းဆီးတဲ့အချိန်မှာစစ်ကောင်စီတပ်ကတနက်အချက်ပေါင်းများစွာနဲ့ ပစ်ဖောက်ပြီးတော့ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးလူငယ်အများပြားကားပေါ်ကနေဆင်းစီခိုင်းကကားလမ်းမပေါ်မှာဝမ်းရမောက်ခိုင်းထားကြောင်းလွတ်မြောက်လာသူများကပြောဆိုထားပါတယ်အဲ့ဒီနောက်မှာတော့ကားငါးစီးမှလိုက်ပါလာတဲ့လူငယ်အမျိုးသားအမျိုးသမီးများကိုဘိမ့်မြို့စစ်ကောင်စီတပ်စခန်းတစ်ခုကိုခေါ်ဆောင်သွားခဲ့ပြီးတော့တချို့ကတော့ဘိမ့်မြို့ခေတ္တစီတဲကိုရိတ်တာကိုခေါ်ဆောင်သွားတယ်လို့သိရပါတယ်အသက်၄၀ကျော်အရွယ်ပြန်လည်လွတ်မြောက်လာသူတအုပ်က ကျွန်တော်တို့ကားသွားနေတာကိုစစ်ကားတွေကနောက်ကလိုက်လာပြီးတော့တနက်တွေနဲ့ဒရဇက်ပြစ်ခတ်တယ်ကားကိုရက်လိုက်တဲ့အခါမှာတနက်တွေမောင်းတင်ထားပြီးတော့အကုန်လုံးအောက်ကိုဆင်းခိုင်းတယ်ပြီးတော့ကားလမ်းမပေါ်မှာဝမ်းရမောက်ခိုင်းတယ်တယောက်ချင်းစီစစ်ပြီးတော့ ဘိမ့်မြို့စစ်တပ်စခန်းတစ်ခုကိုခေါ်သွားတယ်ပြီးတော့တချို့ကတော့ခေတာစီဟိုတယ်ကိုခေါ်တယ်ကျွန်တော်မှပုံတင်ကိုကြည့်ပြီးတော့40ကျော်ရှိပြီဆိုတော့ကျွန်တော်ကိုပြန်လွှတ်ပေးလိုက်တယ်လို့ပြောဆိုခဲ့ပါတယ်စစ်ကောင်စီကဖမ်းဆီးထားတဲ့အထက်ကအသက်40ကျော်အရွယ်အမျိုးသားတချို့နဲ့အမျိုးသမီးတချို့ကိုပြန်လွှတ်ပေးလိုက်တော့လေကျန်တဲ့လူပေါင်းအယောက်140ကျော်ကိုတော့ဆက်လက်ဖမ်းဆီးထားကြောင်းပြန်လည်လွှတ်မြောက်လာသူများကပြောဆိုထားပါတယ်ဖန်စီခံရတဲ့တဲကရခိုင်ပြည်ရံပြဲမြို့နယ်လေးတောင်မြို့ကြောက်တော်မြောင်ဦးအဲတောင်ကုန်းမြို့နယ်များကအများပြပါဝင်ပြီးတော့ မွန်ဒေတာကမွတ်စလင်အများပြားလဲပါဝင်ကြောင်းသိရပါတယ်ပြန်လွတ်လာတဲ့အမျိုးသမီးတဦးကအခုအချိန်ထိကိုတယောက်မှပြန်လွတ်လာတာမရှိသေးဘူးလို့ညီမတို့စုံစမ်းရတဲ့လောက်သိရတယ်တချို့ကတော့စစ်မှုထမ်းဖို့စစ်သားစုဆောင်ရေးနေရာတွေကိုပို့ထားတယ်လို့ကြားတယ်လိုက်ပို့တဲ့ပွဲစား၃ယောက်ကိုလည်းဖမ်းဆီးထားပါတယ်သူတို့ကိုလည်းပြန်မလွတ်သေးဘူးလို့ပြောဆိုထားပါတယ်စစ်ကောင်စီကမြန်မာပြည်အတွင်းကလူငယ်အများအပြားကိုပြည်ပထွက်ခွာခြင်းကို ပိတ်ပိန်ထားပြီးတော့ထိုင်းနိုင်ငံမှာဖမ်းဆီးခံရပြီးလွတ်ရက်ဆေးတဲ့အတွက် ပြန်လွတ်လာတဲ့လူငယ်အများအပြားကိုလည်းဖမ်းပြီးတော့စစ်မှုထမ်းခိုင်းလျက်ရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ